အားလုံးပဲမင်္ဂလာပါများကောင်းစက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမီတို့ဖိုင်းလေတော့တော်လန်ကြီးကကကြမာနဲ့လောင်းကြီးထက်တဲ့အခြေအနေကိုရောက်နေတဲ့အကြောင်းကိုသုံးသပ်ပြလာတဲ့ချစ်ကိုနောင်ရဲ့ရုပ်သံမီတို့ဖိုင်းလေကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒီမှာချစ်ကိုနောင်ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဒီနေ့မြန်မာနိုင်ငံရဲ့တော်လန်ရေးအခြေအနေနိုင်ငံရေးအခြေအနေကဘယ်အခြေအနေကိုရောက်နေပြီလဲဘာတွေဖြစ်နေပြီလဲဆိုရင်အဓိကကတော့ဒီကံကြမ္မာနဲ့လောင်းကြီးထက်နေတာပေါ့နော်အဓိကကတော့ဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတော်လန်ရေးအခြေအနေကအာနာနဲ့အာနာရဖို့အတွက်ကံကြမ္မာနဲ့လောင်းကြီးထက်နေတဲ့အခြေအနေကိုရောက်နေပါတယ်အဲ့တော့ခုလက်ရှိမြန်မာနိုင်ငံမှာအောက်စုနှစ်စုပဲရှိပါတယ်တစုက စစ်အာဏာရှင်ကိုမကြိုက်လို့စစ်အာဏာရှင်ဖြုတ်ချရေးအတွက်တော်လှန်ရေးလုပ်နေတဲ့အုပ်စုရဲ့စစ်အာဏာရှင်ကိုအမိပြုတ်ပြီးတော့မှဒီအနာဂတ်နဲ့ကံကြမ္မာကိုလောင်းကြီးထပ်ပြီးတော့အာဏာရဖို့စစ်အာဏာရှင်ကိုအမိပြုတ်နေတဲ့အုပ်စုရဲ့အော်ဒီကနေ့မြန်မာနိုင်ငံမှာအုပ်စုကနှစ်စုပဲရှိပါတယ်စစ်အာဏာရှင်တော်လှန်ရေးအုပ်စုနဲ့စစ်အာဏာရှင်ကိုအမိပြုတ်ပြီးတော့မှအာဏာရေးအာဏာရဖို့အတွက် စ조사နေတဲ့အုပ်စုအဲ့ဒီအုပ်စုနှစ်စုပဲရှိပါတယ်အဲ့တော့ပထမအုပ်စုကိုအရင်ပြောပါမယ်စစ်အာဏာရှင်ကိုအမိပြုတ်ပြီးတော့မှအာဏာရဖို့အတွက်조사နေတဲ့အုပ်စုအဲ့ဒါကဘယ်အုပ်စုလဲဆိုတော့ဘယ်တုန်းကမှလူလူထောက်ခံမှုမရှိတဲ့နိုင်ငံရေးမှာဘလို့ပေးဆက်မှုတမိုင်းအစင်လာမမရှိတဲ့နိုင်ငံရေးပေါ်မြန်မာပြည်သူလူထုအပေါ်စေတနာမရှိတဲ့အုပ်စုတွေပေါ့နော်အဲ့ဒါဘယ်လိုအုပ်စုလဲဆိုတော့နိုင်ငံရေးပါတီအုပ်စုတွေ မြန်မာပြည်လူလူပေါ်မှာစေတနာလည်းမရှိဘူးပေးဆက်မှုလည်းမရှိဘူးသူတို့သိတာကဩရွာပြက်ရင်တောင်မှအ ਨੇ ဆုံးတော့ငါတို့တကြီးဖြစ်ရမယ်ဆိုတဲ့အုပ်စုเนาะအဲ့တော့ဘလို့အုပ်စုမျိုးလဲဆိုတော့အခုအခုမင်းအွန်လိုင်းလုံမဲ့ရွေးကောက်ပွဲမှာရွေးကောက်ပွဲဝင်ဖို့စူးစမ်းနေတဲ့နိုင်ငံကြီးဇက်ပြက်အုပ်စုတွေပေါ့ဗျာအတတ်ခိုင်းတို့ကိုကိုကြီးတို့အတဆညပါတီတို့တချို့ဟိုတချို့တိုင်းရင်းသားပြည်နယ်မှာတောင်မှ တိုင်းရင်းသားတွေကိုတိုင်တောင်မထောက်ခံတဲ့တိုင်းရင်းသားပါတီတချို့เนาะတတ်ခိုင်းတို့ကိုကြီးတို့အုပ်စုကစစ်တပ်ကိုအမိပြုတ်ပြီးတော့မှအာဏာရဖို့အတွက်စူးစမ်းနေတဲ့အာအနာဂတ်နဲ့ကံကြမ္မာကိုလောင်းကြီးထက်ကြတဲ့လူတွေပေါ့ဗျာအဲ့တော့အနာဂတ်နဲ့ကံကြမ္မာကိုလောင်းကြီးထက်တဲ့နေရာမှာကျွန်တော်မြန်မာနိုင်ငံမှာအုပ်စုနှစ်စုရှိတယ်တစ်စုကစစ်အာဏာရှင်ပြုတ်ကျသွားရင်မြန်မာနိုင်ငံဟာကမ္ဘာအလယ်မှာထင်ရှားတဲ့ဖက်ဒရယ်ပြည်ထောင်စုနဲ့ နိုင်ငံတကာနဲ့အစ်စ်မီရင်မောင်တန်းနိုင်တဲ့နိုင်ငံဖြစ်ဖို့အတွက်ကြိုးစားနေတဲ့အုပ်စုနဲ့နိုင်ငံကိုစစ်အာဏာရှင်အောက်ထက်မှာပဲထားပြီးတော့ငါတို့အာဏာရရင်ပြီးရောဆိုတဲ့အုပ်စုအဲ့ဒီအုပ်စုနှစ်စုမှာဒီဘက်ပထမအုပ်စုကတော့သူတို့လောင်ကြီးထက်တဲ့ပုံစံကရိုးရိုးရှင်းရှင်းလေးပါပဲတကယ်ကိုရိုးရိုးရှင်းရှင်းလေးပဲတိချာသွေးကြည့်သူတို့မျှော်လင့်တာကစစ်တပ်ကဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ရွေးကောက်ပွဲကိုမဖြစ်ဖြစ်တဲ့နီးနဲ့ အာနာကိုအတုံးပြုတ်ပြီးတော့မှဟိုလိန်စင်ညန်းစင်တွေကိုအတုံးပြုတ်ပြီးတော့မှစစ်တပ်ကရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ပေးမယ်ပေါ့နော်အတုအယောင်ဟန်ပြရွေးကောက်ပွဲကိုစစ်တပ်ကမဖြစ်မနေလုပ်ပေးမယ်အဲ့ဒီရွေးကောက်ပွဲမှာစစ်တပ်ကိုအမိပြုတ်ပြီးတော့မှငါတို့လိုက်ပါခဲ့ရင်ငါတို့တော့နေရာတစ်ခုအာနာတစ်ခုကိုတော့ရမယ်ဆိုတဲ့ပြောလင်းချက်နဲ့ဒီကောက်ပွဲဝင်ကြတဲ့ပါတီတွေเนาะတသက်ခိုင်တို့ကိုပူကြီးတို့တခြားမထင်ရှားတဲ့ပါတီတွေရောပေါ့သူတို့ကတော့ ရုပ်ောက်ပဲဝင်ဖို့အတွက်စူးစမ်းနေကြတယ်နော်သူတို့ကလည်းသူတို့ကံကြမ္မာကိုသူတို့လောင်းကြီးထက်တာပဲလေနော်တကယ်လို့မင်းအောင်နိုင်ကဒါရွေးကောက်ပွဲကိုလုပ်ပေးနိုင်ခဲ့ရင်သူတို့ဒီတဲ့ချက်အစိုးရဖြစ်မယ်အစိုးရအခွင့်အဝင်နေရာရမယ်သူတို့အာဏာရမယ်မင်းအောင်လိုင်ကဒါရွေးကောက်ပွဲမလုပ်ပေးနိုင်ခဲ့ဘူးเนาะဒီ2025နဲ့2026ကြားမှာမင်းအောင်လိုင်နဲ့မြန်မာနိုင်ငံရဲ့အာဏာသိမ်းစစ်တပ်ကကြဆုံသွားခဲ့ရင်သူတို့ရဲ့ဘဝအနာဂတ်သူတို့သမီးသားစုလုံးရွှေစင်မျိုးဆက်အနာဂတ်တမိုင်းကြောင်းတစ်လျှောက်လုံး အဖက်ဆယ်လို့မရအောင်ဧဒူလူတုရဲ့တတွေးွက်တဲ့မျောလောက်အောင်ပြက်စည်းသွားမဲ့ကံကြမ္မာကိုသူတို့လောင်းကြီးထက်လိုက်တာပဲအဲ့တော့ကျွန်တော်တို့ဘက်ကလည်းစစ်တပ်ကဒီလာမဲ့2025မှာရွေးကောက်ပွဲလုပ်နိုင်ခဲ့တယ်စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲအောင်မြင်သွားတယ်စစ်တပ်ကကြိုတင်ပြင်ဆင်ထားတယ်လို့ပဲမြန်မာနိုင်ငံရဲ့ဒုတိယစစ်တပ်ဖြစ်တဲ့တန့်ခိုင်ဖွံ့ဖြိုးရေးပါတီက ဘဟုအစိုးရအဖွဲ့မှာအကြီးဆုံးနေရာရမယ်။ကျန်တဲ့သူ့ရဲ့အောက်ကကိုကိုကြီးတို့တသက်ခိုင်းတို့အခုရွေးကောက်ပွဲဝင်မယ်။အဲတိုင်းရင်းသားတွေတောင်မှမထောက်ခံတဲ့တိုင်းရင်းသားပါတီတချို့တွေအဲသူတို့ကလည်းတွယ်ဝိုက်ပြီးတော့မှပြည်နယ်ဝင်ကြီးချုပ်လို့အဲပြည်နယ်ဝင်ကြီးဆိုတဲ့နေရာလောက်ကိုသူတို့ရမယ်ဆိုပြီးတော့မှမျှော်မှန်းထားတယ်။ဒါကသူတို့ရဲ့လောင်ကြီးပဲလေနော်။သူတို့ဘဝနဲ့အနာဂတ်ကိုသူတို့ကလောင်ကြီးထက်ကြတယ်။ကျွန်တော်တို့ပြည်သူလူထုကလည်းပဲစစ်အာဏာရှင်ကိုအမြင့်ပြုတ်အောင်တိုက်မယ်။ မြန်မာနိုင်ငံဟာပွင့်လင်းလွတ်လပ်တဲ့ဖက်ထရယ်ပြည်ထောင်စုကိုရအောင်ထူထောင်မယ်စစ်အာဏာရှင်လက်အောက်မှာလုံးဝမနေလိုဘူးဆိုတဲ့စိတ်နဲ့တော်လှန်ရေးလုပ်တယ်ဒီရွေးကောက်ပွဲကိုပြက်ပြက်တတဆန့်ကျင်တယ်ရွေးကောက်ပွဲပျက်စီးသွားအောင်လည်းလုပ်မယ်ရွေးကောက်ပွဲပျက်စီးသွားပြီးတဲ့နောက်စစ်အာဏာရှင်မှာတခါတည်းပြုတ်ကျသွားအောင်တော်လှန်ရေးလုပ်မယ်ဆိုတဲ့အနာဂတ်ကံကြမ္မာကိုလောင်းကြီးထပ်ပြီးတော့မှကျွန်တော်တို့ပြည်သူလူထုကတော်လှန်ရေးလုပ်တယ်အဲ့တော့အဲ့ဒီအနာဂတ်ကံကြမ္မာကိုလောင်းကြီးထပ်တဲ့အုပ်စုနှစ်စုထဲမှာကျွန်တော်တို့ပြည်သူလူထုကတော့တန်း90ရှိတယ် အနာကိုခွေးသိုးပေါက်ကနေရချင်တဲ့အုပ်စုကအနှဲငယ်ပဲရှိတယ်အအခုဒီတသက်ခိုင်တို့ကိုကိုကြီးတို့ရဲ့စဉ်းစားတဲ့ပုံစံကတိတ်ကိုယူရှင်းပါတယ်ကျွန်တော်တို့ဟိုနိုင်ငံရေးသမားတယောက်ရဲ့စဉ်းစားတဲ့အသွေးခေါ်မျိုးမဟုတ်ပါဘူးတာမန်ရက်ွက်တဲ့ကဒီအရွယ်မရောက်သေးတဲ့ကလေးတယောက်ရဲ့စဉ်းစားတဲ့ပုံစံမျိုးပါ ရှင်းပါတယ် ပြည်သူလူထုကချစ်မြတ်နိုးပြီးတော့မှပြည်သူလူထုထောက်ခံတဲ့ခေါင်းဆောင်တွေအကုန်လုံးကိုဖမ်းထားတယ်။ပြည်သူလူထုထောက်ခံတဲ့ပါတီကလည်းမရှိတော့ဘူး။အဲ့တော့စစ်တပ်ကရွေးကောက်ပွဲလုပ်ရင်ဘယ်သူကိုရွေးမလဲ။မရှိရင်တခုခုတော့ရွေးရွေးရမယ်ပေါ့။အဲ့တော့ရွေးရမယ်ဆိုရင်တိကျဒေါအောင်ဆန်းစုကြည်ထောင်ထဲမှာမြန်မာတနိုင်ငံလုံးကချစ်မြတ်နိုးတဲ့ဒေါအောင်ဆန်းစုကြည်ထောင်ထဲမှာဒေါအောင်ဆန်းစုကြည်ပါတီလည်းမရှိဘူး။ NLD ပါတီလည်းမရှိဘူး။အဲ့တော့ရွေးကောက်ပွဲလုပ်ရင်ငါတို့ကတော့ရွေးကောက်ပွဲဝင်ရင်ယာတူရမယ်ဆိုပြီးတော့မှရွေးကောက်ပွဲကိုပြည်သူလူထုနဲ့စန့်ကျင်ပြီးတော့မှ အနာကက်ကံကြမ္မာကိုလောင်ကြီးထပ်ပြီးတော့မှရွေးကောက်ပွဲကိုဝင်တယ်တော်တော်ရိုးရိုးရှင်းရှင်းလေးပဲနော်ဘာမှနိုင်ငံရေးသမားတယောက်ရဲ့စဉ်စဉ်းစားပုံစံနိုင်ငံရေးသမားတယောက်ရဲ့အသွေးခေါ်မဟုတ်ဘာမှကိုမပါတာရိုးရိုးရှင်းရှင်းလေးပဲလူလူထောက်ခံတဲ့အတူပြည်သူလူထုကချစ်မြတ်နိုးတဲ့အတူပြည်သူလူထုကထောက်ခံတဲ့ပါတီမရှိတော့ဘူးပြတ်သွားပြီနော်ခေါင်းဆောင်တွေကလည်းထောင်ထဲမှာဆိုတော့ဒီအချိန်မှာယူကောက်ပွဲဝင်ရင်ငါတို့နေရာရမယ် အာနာရမယ်ဆိုတဲ့စိတ်နဲ့ဝင်တယ်။ဘာနိုင်ငံကြီးတမားတယောက်ရသူ့ခေါ်မှာမဟုတ်ဘူး။အဲ့တော့သူတို့ကလည်းသူတို့ရဲ့အနာဂတ်ကံကြမ္မာကိုလောင်းကြီးထက်တယ်။ကျွန်တော်တို့ပြည်သူလူထုကလည်းကျွန်တော်တို့ရဲ့အနာဂတ်ကံကြမ္မာကိုလောင်းကြီးထက်ပြီးတော့မှတော်လှန်ရေးလုပ်တယ်။အဲ့တော့ကျွန်တော်တင်စားပြီးတော့မှပြောရရင်ဒီ2025ခုနှစ်ကမြန်မာနိုင်ငံဟာအနာဂတ်ကံကြမ္မာကိုလောင်းကြီးထက်တဲ့နှစ်လို့ပြောလို့ရပါတယ်။ကျွန်တော်တို့အဲ့လိုတင်စားခြင်းတယ်။နော်အဲ့တော့အဲ့တော့ချင်းချင်းလေးပဲအရာအားလုံးကတော့ ပွဲပြီးမှအရှုံးနိုင်ပုံမယ်ပွဲပြီးမှအဖြေသိမယ်အဲ့တော့ပွဲပြီးရင်ကျွန်တော်တို့ဘယ်နေရာမှာရက်တည်ကြမလဲအရှုံးဘက်မှာလက်ခံနိုင်လားမနိုင်နိုင်အောင်ကြိုးစားမလားကျွန်တော်တို့မှာရွေးချယ်စရာနှစ်ခုပဲအဲ့တော့ကျွန်တော်တို့ပြည်သူလူထုအားလုံးကပြည်သူလူထုရဲ့ဆုံးဖြတ်ချက်နဲ့ရွေးချယ်လိုက်တဲ့ဒီစစ်အာဏာရှင်ပြုတ်ကြရေးတော်လှန်ရေးကိုကျွန်တော်တို့ကတော့တရားရာဂိုင်နှုံးအပြည့် အနိုင်နဲ့ပဲအဆုံးသတ်စေရမှာကျွန်တော်တို့နိုင်ကိုနိုင်စေရမှာအဲ့ဒီအတွက်ဒီတော်လှန်ရေးကိုအခါတိုင်းဖြစ်ဒီကထက်နှစ်ဆပူပြီးတော့မှတိုးပြီးတော်လှန်လွတ်ရမှာဘာလို့လဲဆိုတော့ဒီ2025ခုနှစ်ကကျွန်တော်တို့မြန်မာပြည်သူလူထုတရက်ရုံလုံးရက်အနာဂတ်ကံကြမ္မာကိုလောင်းကြီးထက်တဲ့နှစ်ဖြစ်ပါတယ်ဒီဘက်ကအာနာရှင်အုပ်စုကလည်းသူတို့ကလည်းသူတို့ရဲ့ကံကြမ္မာကိုလောင်းကြီးထက်တယ်ကျွန်တော်တို့ပြည်သူကလည်းကိုယ့်ကံကြမ္မာကိုဟိုလောင်းကြီးထက်တဲ့နှစ်ပါအဲ့တော့ပွဲပြီးလို့အဆုံးသတ်တဲ့အခါမှာကျွန်တော်တို့က အောင်လံကိုစုခူးပြီးတော့မှအောင်နိုင်သူအဖြစ်နဲ့တမိုင်းမှာကပြေးတင်ပြီးတမိုင်းထိုးရမယ်စုလက်ကိုကျွန်တော်ပိုင်ဆိုင်ချင်တယ်အဲ့ဒီသူကတော်လှန်ရေးကိုအရင်ကထက်နှစ်ဆတိုးပြီးတော့မှပူပြီးတော့တော်လှန်ရမှာဒီ2025ခုနှစ်ကကျွန်တော်တို့မြန်မာပြည်လူလူထုနဲ့မြန်မာပြည်ရဲ့ကံကြမ္မာအဆုံးဖြတ်ပေးမယ်နှစ်ပဲဖြစ်ပါတယ်အဲ့တော့ဒီမြန်မာပြည်ကိုစစ်ဘိုလ်ချုပ်တွေအုပ်ချုပ်စေချင်တဲ့အိမ်နီးချင်းနိုင်ငံတွေ အာနာရှင်နိုင်ငံတွေအာဆီယံအုပ်စုကတော့ခုစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုသူတို့ကဟိုထောက်ခံယုံတင်မကဘူးဓာတ်ရိုက်ကိုအကူအညီပေးနေမှာတိတ်သေးကြတယ်အော်အိန္ဒိယနိုင်ငံအာဆီယံကွန်မြူနစ်နိုင်ငံတွေတရုတ်တို့ရုရှားတို့အိန္ဒိယတို့လာအိုတို့ကမြန်မာနိုင်ငံစစ်တပ်အာဏာတည်မြဲရေးအတွက်ရွေးကောက်ပွဲကိုဟိုထောက်ခံယုံတင်မကဘူးသူတို့ကဟိုဓာတ်ရိုက်ကိုအကူအညီပေးမှာ ဘာလို့လဲဆိုတော့မြန်မာနိုင်ငံကဒီစစ်တပ်အုပ်ချုပ်နေမှမြန်မာပြည်သူလူထုကတစ်ချက်စင်ရဲမယ်မွဲတည်မယ်ပညာမဲ့မယ်အလောက်ကန်ရှားပါမယ်အဲ့ဒါလိုဖြစ်လာရင်မြန်မာနိုင်ငံကတရံသာသတွေကိုဟိုတူတူတန်တန်ဈေးနဲ့နိုင်ငံတကာပေါက်ဈေးနဲ့မရောင်းနိုင်ပဲနဲ့စစ်တပ်ကိုအကူအညီပေးခဲ့တဲ့နိုင်ငံတွေကိုစစ်တပ်ကပြန်ပြီးတော့မှလက်ထိုးမယ်တခိုးဈေးနဲ့ကလဲပဲဈေးနဲ့ရမယ်ပြီးတော့ တို့နိုင်ငံမှာဖွံ့ဖြိုးတိုးတက်လာရင်အလုတ္တမားလိုမယ်အဲ့ဒီအလုတ္တမားတွေကိုမြန်မာပြည်ကကျုံနေရမယ်ပေါ့ဗျာနော်အဲ့တော့မြန်မာပြည်တယံစာတလည်းရမယ်မြန်မာပြည်ကကျုံနေလည်းရမယ်ပြီးရင်တို့ကထုတ်လိုက်တဲ့ထုတ်ကုန်တွေကိုမြန်မာပြည်ကကျုံနေနဲ့တို့နိုင်ငံကထုတ်ကုန်တွေထုတ်တယ်ပြီးရင်တို့နိုင်ငံထုတ်တယ်ထုတ်ကုန်တွေကိုမြန်မာပြည်ကကျုံနေကိုပြန်ရောင်းတယ်အဲ့ဒီတော့မြန်မာနိုင်ငံဒါဒီစစ်တပ်ကအုပ်ချုပ်နေရင်စစ်တပ်ကအာဏာတည်မြဲနေရင်အာဆီယံထိုင်းအိန္ဒိယလာအို တရုတ်နဲ့ရုရှားတို့ဒီအိမ်ကြီးချင်းနိုင်ငံတွေကသူတို့ကအကျိုးမြတ်ကိုအများကြီးရှိမှအဲ့ဒီသူကစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကိုထောက်ခံယုံတင်မဟုတ်ဘူးရွေးကောက်ပွဲလုံနိုင်အောင်လို့ကိုဘတ်ပေါင်းစုံကနေဝိုင်းပြီးတော့အကူအညီပေးနေတယ်အခုဆိုရင်တရုတ်ဆိုရင်အမြောက်ပိုင်းမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကိုတရုတ်ရဲ့ဩဇာအာဏာအပြည့်အဝတက်ရောက်မှုရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကိုထိမ့်ချုပ်ထားတယ်တိုက်ပွဲမပေးဖြစ်ဘူးပြီးတော့ဒီတရုတ်ကနေတဆင့်ဒီလက်နက်နဲ့ခဲယမ်းတွေကို လုံးဝမရောက်အောင်တရုတ်ကပိတ်ဆို့ထားတယ်ပြီးရင်သူ့ရဲ့ဩဇာခံတိုင်းရင်းသားတပ်တွေကိုလည်းအခုဆိုရှမ်းမြောက်မှာတိုက်ပွဲတွေညင်တလောက်ဖြစ်သွားပြီစစ်အာဏာရှင်တော်လှန်ရေးကိုလုံးဝပေးမလုပ်ဘူးဒါပေမဲ့ဒေတာခံတိုင်းရင်းသားတပ်ဖွဲ့အချင်းချင်းစစ်ဖြစ်အောင်တော့တရုတ်ကဂျာကနေသွေးထိုးပေးနေတယ်ဒေတာခံတိုင်းရင်းသားအချင်းချင်းစစ်ဖြစ်နေရင်စစ်တပ်ကိုတော်လှန်ဖို့အချိန်မရှိတော့ဘူးမတော်လှန်တော့ဘူး တရုတ်ကအဲ့လောက်ထိကိုပါဝင်ပြီးတော့အကူအညီပေးနေတယ်ပြီးရင်မင်းအောင်လှိုင်ကိုမြန်မာတနိုင်ငံလုံးကိုဘုံကျဲဖို့အတွက်လက်နက်တွေခဲယမ်းတွေလေရင်ဘုံတွေလေရင်စီတွေအကျွေးနဲ့ပေးနေတယ်အဲ့ဒီအကျွေးတွေကဘယ်အချိန်မှပြန်ယူမှာလဲဆိုရင်စစ်တပ်အာဏာတည်မြဲသွားတဲ့အချိန်မှမြန်မာနိုင်ငံရဲ့တယံဇာတတွေကိုသူပြန်ယူမှာအခုကတော့စစ်တပ်ကိုအကျွေးနဲ့ပေးနေတယ်နော် ဘာလို့လဲဆိုတော့ main outline ကမြန်မာတနိုင်ငံလုံးကိုဘုံကျဲနိုင်ဖို့အတွက်မီးရှို့နိုင်ဖို့အတွက်ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်တရုတ်ကဓာတ်ရိုက်အကူအညီတွေပေးနေတယ်။ထိုင်းဆိုရင်လည်းပဲထိုင်းကမှရှိတဲ့မြန်မာအလုပ်သမားတွေအာတော်လန်ရေးတဲမှာမပါဝင်အောင်အမျိုးမျိုးတားမြစ်တယ်ထိမ့်ချုပ်တယ်ပြီးရင်ထိုင်းကနေသစင့်တော်လန်ရေးအဖွဲ့အစည်းထံကိုလက်နက်ခဲယမ်းတွေမရောက်အောင်ထိုင်းကပိတ်ပေးတယ်ပြီးရင်မရောက်နိုင်လိုချင်နေတဲ့ လေရင်စီတွေနိုင်ငံသားသုံးွေတွေကိုထိုင်းကအကူအညီပေးတယ်လာအိုလည်းအဲ့ဒီလိုပဲအိန္ဒိယလည်းအဲ့ဒီလိုပဲဘာလို့ဒါတွေကိုသူတို့ကအကူအညီပေးနေရလဲဆိုရင်မြန်မာနိုင်ငံကိုစစ်သက်အုပ်ချုပ်တာကိုသူတို့ကလိုချင်တယ်အာဆီယံနဲ့တရုတ်တို့ထိုင်းတို့အိန္ဒိယတို့လာအိုတို့ကမြန်မာနိုင်ငံကိုစစ်သက်အုပ်ချုပ်မှာပဲသူတို့ကမြန်မာနိုင်ငံရဲ့တရံစာတကိုလည်းရမယ်မြန်မာနိုင်ငံကကျွန်တွေကိုလည်းရမယ်မြန်မာနိုင်ငံကကျွန်တွေထုတ်လုပ်လိုက်တဲ့ထုတ်ကုန်တွေကိုမြန်မာနိုင်ငံကိုပြန်ရောင်းမယ်အဲ့တော့သူတို့ကအရှုံးမှမရှိတာ ပြောချင်တာကမြန်မာအိမ်နီးချင်းနိုင်ငံတွေနဲ့အာဆီယံနိုင်ငံတွေချမ်းသာဖို့အတွက်မြန်မာနိုင်ငံကမွဲဖို့မွဲပေးနေရမယ်ဗျာအဲ့ဒီအတွက်ကြောင့်ဆက်အာဏာရှင်အုပ်ချုပ်မှကိုရမယ်သူတို့ကလည်းအတိုင်းတန်ဟိုတိုင်းရိုက်ကိုထက်ထဲဝင်အကူအညီတွေပေးနေတယ်ဒါကလည်းသူတို့လည်းသူတို့ကံကြမ္မာကိုလောင်းကြီးထက်တာပဲเนาะအဲ့တော့ကျွန်တော်တို့ဒီຫນွေဥတော်လန်ရေးမှာဒီ2025မှာကျွန်တော်တို့နေပြည်တော်ကိုတတ်သိမ်းနိုင်မယ်ဆက်အာဏာရှင်ပြုတ်ကျသွားရင်စစ်တပ်ကိုအကူအညီပေးနေတဲ့နိုင်ငံတွေကိုကျွန်တော်တို့ကစီးပွားရေးမလုပ်တဲ့အပြင်ကိုတန်တမန်ရေးကိုပါ ရှော့ချတာမျိုးတွေဆက်ဆံတာမျိုးတွေလုံးဝဖျက်တောက်မယ်အဲ့လိုဖျက်တောက်ရင်ကျွန်တော်တို့ကမျက်နှာမှုလုံးဝမရှိဘူးမြန်မာနဲ့တန်တမာမဆက်ဆံရတဲ့နိုင်ငံတွေမြန်မာနဲ့စီးပွားရေးမလုပ်ရတဲ့နိုင်ငံတွေကပဲတည်ကြပေါ့မျက်နှာစီရမယ်အဲ့ဒါကတော့ခုနကစစ်တပ်ကိုအကူအညီပေးခဲ့တဲ့ထိုင်းတရုတ်အိန္ဒိယနဲ့လာအိုတို့အိန္ဒိယနိုင်ငံတွေသူတို့မျက်နှာကျွန်တော်တို့နိုင်ရင်ဒီတော်လိုင်းကြီးမှာကျွန်တော်တို့နိုင်သွားရင်စစ်တပ်ကိုအကူအညီပေးခဲ့တဲ့နိုင်ငံတွေကိုပြန်ဆုတ်မရအောင် ဒါကကျွန်တော်တို့ရဲ့ကံကြမ္မာကိုကျွန်တော်လောင်းကြီးထက်တယ်။သူတို့ကလည်းအိနီးချင်းနိုင်ငံတွေကလည်းသူတို့ကံကြမ္မာကိုသူတို့လောင်းကြီးထက်တယ်။စစ်တပ်နိုင်မယ်လို့သူတို့ယုံကြည်တယ်သူတို့ထင်လို့စစ်တပ်ကိုအကူအညီပေးတယ်ကျွန်တော်တော်လိုင်းရုပ်ဖိနှိပ်တယ်။အဒီဘက်ကမြန်မာပြည်တဲကနော်ဟောအာနာကိုခွေးသူပေါက်ကနေရချင်နေတဲ့ကိုကိုကြီးတို့တတ်တတ်ခိုင်းတို့ဒီဘက်ကနိုင်ငံရေးပါတီအုပ်စုကလည်းပဲစစ်တပ်ကရွေးကောက်ပွဲလုပ်ပေးနိုင်မယ်လို့သူတို့ကယုံကြည်တဲ့အတွက်သူတို့ကံကြမ္မာကိုသူတို့ကလောင်းကြီးထက်တယ်။အဲ့တော့ဒီ2025ကအနာဂတ်ကံကြမ္မာကိုလောင်းကြီးထက်တဲ့နှစ်လို့ကျွန်တော်ကတော့ သင်စားချင်ပါတယ်အဲ့ဒီတော့နောက်ဆုံးရဲ့အဆုံးသက်မှာကျွန်တော်တို့အောင်မြင်မှုနဲ့အဆုံးသက်နိုင်ရမယ်အောင်မြင်မှုနဲ့ကျွန်တော်တို့ဒီတော်လန်ရေးကိုအဆုံးသက်နိုင်ရမယ်အဲ့လိုအောင်မြင်မှုနဲ့အဆုံးသက်နိုင်ဖို့ဆိုရင်ကျွန်တော်တို့ပြည်လူလူမှုတွေ2025မှာလက်သီးလက်မောင်းတန်းပြီးတော့တနိုင်ကံလုံးအုံအုံကြက်ကြက်ပါဝင်ခဲ့တာထက်ကိုနှစ်ဆတိုးပြီးတော့မှပို့ပြီးတော့တော်လန်ရမယ်ဘာလို့လဲဆိုတော့ဒီ2025ကကျွန်တော်တို့မြန်မာပြည်လူလူမှုနဲ့မြန်မာနိုင်ငံရဲ့ကံကြမ္မာအဆုံးဖြတ်နှစ်ဖြစ်ပါတယ်နောက်တစ်ခု မနေ့တုန်းကမန္တလေးတိုင်းကျွတ်တော်ဥက္ကဋ္ဌတယောက်ထောင်ထဲမှာဆုံးသွားရှာကြဆုံးသွားတယ်ပေါ့ဗျာတကယ်တမ်းကြတော့ဆုံးတာမဟုတ်ပါဘူးသူတို့စေကုသခွင့်လည်းမပေးတယ်လို့ယောဂါကိုအမျိုးမျိုးဖြစ်အောင်သူတို့ထောင်ထဲမှာတတ်လိုက်တယ်အဲ့ဒါလို့ထောင်ထဲမှာတတ်လိုက်တဲ့လူတွေလည်းမနှဲတော့ဘူးနောက်ထပ်တေဖို့လူတွေလည်းအများကြီးရှိသေးတယ်ဆိုလိုချင်တာကဒီတော်လန်ရေးကဒီ2025မှာမှအချိန်မီမနိုင်ဘူးဆိုရင် ကျွန်တော်တို့တော်လန်ကြီးသမားတွေကအနိုင်မရခဲ့ဘူးဆိုရင်အမေစုအပါအဝင်ထောင်ထဲမှာရှိနေတဲ့လူတွေအားလုံးရဲ့အသက်ကိုစိုးရိမ်ကြရရှိတယ်အာလူတယောက်ကိုတတ်တယ်ဆိုတဲ့နေရာမှာဟိုဟိုဓာတ်ရိုက်တတ်တာနဲ့တွယ်ဝိုက်တတ်တာနှစ်မျိုးရှိတယ်ဓာတ်ရိုက်တတ်တာကသူတို့ဘော်ကိုအမှုပြန်ပတ်နိုင်တယ်သူတို့ကတော့ဓာတ်ရိုက်တတ်မှာမဟုတ်ဘူးဘလို့တတ်မလဲဆိုတော့တွယ်ဝိုက်ပြီးတော့တတ်မယ်စေကူတာခွင့်မပေးတာမျိုးတွေ အဲအစာရေစာကောင်းကောင်းမပေးတာမျိုးတွေနေရာထိုင်ခင်းကောင်းကောင်းမပေးတာမျိုးတွေစိတ်အနှောက်အယှက်ပေးတာမျိုးတွေကိုလုပ်ရင်လူဆိုတာမျိုးကစိတ်ထောင်းကိုကြည်တယ်အဲ့တော့စိတ်ခံစားရပါများယင်စိတ်ကြယောဂဖြစ်ပြီးတော့တည်နိုင်တယ်အဲ့တော့ထောင်ထဲမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကျွန်တော်တို့ချစ်မြတ်နိုးတဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးခေါင်းဆောင်တွေအားလုံးလွတ်မြောက်ဖို့ဆိုရင်ဒီတော်လှန်ရေးမှာကျွန်တော်တို့အနိုင်ရမှာအားလုံးကျွင်းပြတ်မရှိလွတ်မြောက်မှာဖြစ်တယ် အဲ့တော့အမေစုမွေးနေ့တုန်းကတနင်္ဂနွေတုန်းကဝိုင်းပြီးတော့ဆုတောင်းပေးကြတယ်အမေစုလွတ်မြောက်ပါစေ happy birthday ပါဆိုတော့ထောင်ထဲမှာနေတဲ့လူကဘယ်လိုလုပ်ပြီး happy မှာတော့ထောင်ထဲမှာနေနေရတဲ့လူအသက်80အဖွာကြီးဟောကုဘောထောင်ပတ်လည်းမရှိဘူးအသားတောက်ကောင်းလည်းမစားရဘူးနေရာကောင်းကောင်းလည်းမနေရဘူးလေကောင်းလေတက်လည်းမရှိရဘူးဘယ်လိုလုပ်လို့ happy မှာလဲဒီအသက်80အဖွာကြီးကဘယ်လိုမှမ happy နိုင်ဘူးအဲ့ဒါကို happy birthday ဆိုပြီးတော့မှဆုတောင်းနေကြတဲ့လူတွေကိုကျွန်တော်ကတော့အပြစ်တော့မမြင်ပါဘူးနော်အပြစ်တော့မမြင်ဘူးဒါပေမဲ့ဒါဒီ မှန်ကန်တဲ့လမ်းစဉ်တော့မဟုတ်ဘူးကျွန်တော်တို့အားလုံးကကယ်တင်ရမယ်အဲ့ဒီထောင်ထဲမှာရှိတဲ့လူတွေအားလုံးကိုကယ်တင်နိုင်ဖို့ဆိုရင်ကျွန်တော်တို့တော်လန်ကြီးမှာအနားရဖို့လိုတယ်အရင်ကထက်ကိုနှစ်ဆတိုးပြီးတော်လန်ကြီးထဲမှာပါဝင်ဖို့လိုတယ်နော်အော်တော်ကြီးရော်ကြီးလေးပဲအမေစုမွေးနေ့ရောက်မှာ happy birthday ပါအမေစုယုံနောက်နဲ့ပြီးသွားရင်ကိုတိတ်တန်ဖို့ထားတဲ့အရာတစ်ခုကိုဆုံးရှုံးရလိမ့်မယ်ကျွန်တော်ဆုံးရှုံးခံမလားမှန်ကန်တဲ့အလုပ်ကိုကျွန်တော်လုပ်မလားဆိုကျွန်တော်ဆိုရင်မှန်ကန်တဲ့အလုပ်ကိုပဲလုပ်မယ်အဲ့တော့ဒီတော်လန်ရေးမှာကျွန်တော်တို့ကျွင်းချက်မရှိ တရားရာခိုင်နှုန်းပြည့်အနိုင်ရမှဒီထောင်ထဲမှာရှိနေတဲ့လူတွေအားလုံးလွမြောက်မှာဖြစ်တယ်အဲ့တော့ဒီအကြမ်းဖက်အာနာယူစစ်သက်မင်းအောင်လှိုင်ကစိတ်ကောင်းဝင်လာပြီးတော့ပြန်လှုပ်ပေးမဲ့အချိန်ကိုထိုင်ဆောင်နေရင်အကုန်လုံးကဘယ်သူမှပြန်လွတ်နိုင်စွမ်းမရှိပြန်လွတ်နိုင်ခြင်းမရှိဘူးအဲ့တော့ဒီစစ်သက်အကြမ်းဖက်မိစ္ဆာကောင်တွေစိတ်ကောင်းဝင်လာပါစေသူတို့စိတ်ကောင်းဝင်လို့ဒီလူတွေကိုပြန်လှုပ်ပေးပါစေလို့ဆုတောင်းနေရင်တော့ကျွန်တော်တို့နောင်တကြီးစွာရလိမ့်မယ်အဲ့တော့ နောက်မှဒီတော်လန်ကြီးပြီးသွားတဲ့အခါနော်နောက်မှကျွန်တော်တို့ဒီတော်လန်ကြီးပြီးသွားတဲ့အခါနောက်ထပ်ဟိုစေစုနှစ်3-4ခုကြာတဲ့အခါပေါ့ဗျာကျွန်တော်တို့တွေအသက်ကြီးသွားတဲ့အခါမိတ်ဆွေအပေါင်းအသင်းတွေနဲ့ကြုံလို့စကားတွေပြောကြတဲ့အခါမှာဒီတော်လန်ကြီးတမိုင်းချောင်းပြန်ပြောတဲ့အခါကြာရင်ကိုကအောင်နိုင်သူဖြစ်မှာတမိုင်းတွေအကုန်လုံးကိုပြန်ပြောနိုင်မယ်အဲ့လိုတမိုင်းတွေကိုပြန်ပြောကြတဲ့အခါမှာဩတကယ်ဆိုရင်ငါတို့ကဒီထက်ပိုပြီးတော့မှလုံနိုင်တယ် ဒီတက်ပို့ပြီးလောက်ခဲ့ရင်ငါတို့အတော်လိုင်းကဒီတက်ပို့ပြီးတော့အောင်မြင်မယ်ပြီးတော့အသက်ပေးသွားရတဲ့လူတွေဒီတက်ပို့ပြီးတော့မှနဲမယ်ငါတို့ဒီတက်ပို့ပြီးတော့မှလက်ပြပိုးလုံမယ်ဆိုပြီးတော့ပြန်ပြောပြကြမှာပါနော်တနေ့နေ့တစ်ချိန်ချင်းကျွန်တော်တို့ဒီတော်လိုင်းရဲ့တမိုင်းအကြောင်းကိုပြန်ပြောတဲ့အခါမှာငါတို့တော့ဒီတက်ပို့ပြီးတော့မှလုံနိုင်ပါလေဘာကြောင့်မလုတ်ခဲ့ရတလဲဆိုတဲ့နောင်တရမှုမျိုးတွေလည်းရှိကောင်းရှိလာလိမ့်မယ်ဒါကနောက်တစ်ချိန်မှာဒီတမိုင်းအကြောင်းတွေပြန်ပြောကြမှာပါတေချာပေါက်ပြန်ပြောကြမှာပါနော်ဟို1988ကအကြောင်းတွေနော် 1988မှာရင်ဆိုင်ခဲ့ရတဲ့ဦးကြီးတွေအတော်ကြီးတွေအကူကြီးတွေအမကြီးတွေအခုချိန်ထိရှိတုန်းပါပဲเนาะသူတို့သူတို့မိတ်ဆွေတငယ်ချင်းအချင်းချင်းပြန်ဆောင်တွေ့ကြတဲ့အခါဘာအကြောင်းတွေအများဆုံးပြောလဲ88မှာသူတို့ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြတဲ့အကြောင်းတွေသူတို့အများဆုံးပြောပြကြတယ်ဒါပေမဲ့သူတို့ရဲ့အဆုံးသတ်မှာငါတို့အောင်မြင်မှုတွေနဲ့မနိုင်ခဲ့ဘူးဆိုတာကတော့သူတို့ဝန်ခံရလိမ့်မယ်เนาะအဲ့တော့ကျွန်တော်တို့ဒီ2023ဂျီဇက်တွေကလည်းပဲ နောက်တစ်ချိန်မှာဒီတော်လန်ရေးတမိုင်းအကြောင်းကိုပြန်ပြောကြတဲ့အခါမှာဟုတ်အနိုင်နဲ့တမိုင်းကပြေးကိုတင်နိုင်ဖို့အတွက်ကျွန်တော်တို့နိုင်အောင်ကြိုးစားမှကိုရမယ်အခုဆိုကျွန်တော်တို့ရဲ့ဒီတော်လန်ရေးတိုက်ပွဲကမျိုးဆက်တစ်ဆက်တည်းမဟုတ်ဘူးမျိုးဆက်နှစ်ဆက်ပေါင်းပြီးတော့မှတော်လန်တဲ့ပွဲနော်1988မှာတော်လန်ရေးပါဝင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဦးကြီးတွေအတော်ကြီးတွေကျွန်တော်တို့ရဲ့ရှေ့ကမျိုးဆက်တွေကလည်းဒီတော်လန်ရေးတဲ့မှာသူတို့ တတ်နိုင်တာမှန်တယ်မြတ်တို့ရဲ့အတွေ့အကြုံတွေမှန်တယ်မြတ်ကျွန်တော်တို့ကို share ရင်းလုပ်ပေးတယ်တို့ရဲ့ပိုင်ဆိုင်မှုမှန်တယ်မြတ်တွေကိုပုံအောင်ပြီးတော့မှဒီတော်လန်ကြီးထဲမှာပါဝင်ပေးတယ်ကျွန်တော်တို့ဒီဘက်ခေတ်ကကျွန်တော်တို့ကြီးဆက်တွေကလည်းပဲကိုယ်မှာရှိတယ်မြတ်အသိပညာအသက်ပညာခွန်အားမှန်တယ်မြတ်ကိုအသုံးပြုပြီးတော့မှတော်လှန်နေတယ်အဲ့တော့ဒီမျိုးဆက်နှစ်ဆက်ပေါင်းပြီးတော့မှတော်လှန်နေတဲ့တော်လှန်ရေးကစစ်တပ်နိုင်စရာဘာအကြောင်းမှမရှိဘူးနော်အခုကျွန်တော်တို့ကိန်းကနန်းတွေနဲ့ရာဂိုင်းနှုံးတွေနဲ့တွက်ကြည့်လိုက်2023မှာကျွန်တော်တို့လက်ထဲမှာဘာမှမရှိဘူးဟိုမြက်ခုတ်တဲ့ ဓမ္မတူတောင်မရှိတဲ့အချိန်ကနေစပြီးတော်လှန်လိုက်တယ်ကျွန်တော်တို့ကတော်လှန်ရေးကို0နဲ့စတယ်နော်စစ်တပ်ကတော်လှန်ရေးကို100နဲ့စတယ်တော်လှန်ရေးကိုဟို100နဲ့စတဲ့စစ်တပ်ကအခုဆိုရင်စစ်တပ်အုပ်ချုပ်နိုင်တဲ့နယ်မြေက30ရာခိုင်နှုန်းပဲကျန်တော့တယ်တော်လှန်ရေးတော်လှန်ရေးကို0ကနေစခဲ့တယ်ကျွန်တော်တို့က80ရာခိုင်နှုန်းပိုင်ဆိုင်သွားပြီးအနိုင်ရနေပြီအဲ့တော့ဒီတော်လှန်ရေးကို80နှစ်ဆတိုးပြီးတော်လှန်လိုက်ရင်100ရာခိုင်နှုန်းကတေချာပေါက်နိုင်မယ် ခုပဲကြည့်လေအရင်တော့ကတော့ဗျာကျွန်တော်တို့ဟိုတောင်ပိုင်းတိုင်းလို့ပြောရင်ကရင်ပြည်နယ်တမဟာ6လောက်ကိုပဲပြင်းမြင်ကြတယ်ငါတို့ဒီတော့လည်းရေးကဒီတောင်ပိုင်းတိုင်းတမဟာ6လောက်မှာဒင်ကိုအဆုံးတက်သွားမယ်လို့အဲဒီစစ်ဘောမတွေအများစုကထင်ခဲ့ကြတယ်အခုဆိုရင်တောင်ပိုင်းတိုင်းလို့ပြောလိုက်ရင်နေပြည်တော်နဲ့အနီးဆုံးမှာရှိတဲ့ပဲခူးတိုင်းတိုင်းလုံးတော်လန်ရေးတော်လန်ရေးအဖွဲ့တွေ ထိန်းချုပ်မှုအောက်ကိုရောက်ရောက်သွားပြီနော်ဘကိုးတိုင်းတိုင်းလုံးတော့80ရာခိုင်နှုန်းတော်လှန်ရေးသမားတွေထိန်းချုပ်မှုအောက်ကိုရောက်သွားပြီနော်ပြီးရင်တနင်္လာနေ့တိုင်းတိုင်းလုံးနော်ရန်ကုန်တနင်္လာရီအဝေးပြေးလက်မကြီးရဲ့တလျှောက်လုံး80ရာခိုင်နှုန်းကိုတနင်္လာရီတော်လှန်ရေးအုပ်စုတွေကထိန်းချုပ်ထားတယ်ရန်ကုန်ဘကိုးရန်ကုန်နေပြည်တော်အဝေးပြေးလက်မကြီးရဲ့80ရာခိုင်နှုန်းကိုတော်လှန်ရေးသမားတွေထိန်းချုပ်ထားပြီးမန္တလေးနေပြည်တော်ရဲ့ အဝိပိလက်မကြီးက80ရာခိုင်နှုန်းကိုတော်လှန်ရေးသမားတွေထိန်းချုပ်ထားတယ်။တိုင်းရင်းသားပြည်နယ်တွေမှာ90ရာခိုင်နှုန်းကတိုင်းရင်းသားတက်ပြီးပဲထိန်းချုပ်ထားတယ်။အဲ့ဒီတော့ main outline စိုးမိုးနိုင်တဲ့နယ်မြေက30ရာခိုင်နှုန်းပဲရှိတယ်။အဲ့တော့သူရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ဒီ30ရာခိုင်နှုန်းမှာပဲလုပ်ရမယ်။ဒါအခုလက်ရှိ30ရာခိုင်နှုန်းပြောတာကျွန်တော်တို့ဒီချိန်ကနေစပြီးနောက်ထပ်5 6လကိုနှစ်ဆတိုးပြီးတော်လန်လိုက်ရင်အဲ့ဒီ3အဲ့ဒီ30ရာခိုင်နှုန်းက0ဖြစ်သွားမှာအဲ့တော့တို့ကြာဆုံးနိုင်ကြီးရှိတယ်တို့တို့ဒီလောက်ကြာဆုံးနိုင်ကြီးကိုမြင်နေတာတောင်မှ နိုင်ငံရေးကိုခွေးသိုးပေါက်ကနေနိုင်ငံရေးအာဏာကိုခွေးသိုးပေါက်ကနေရချင်နေတဲ့နိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေကရွေးကောက်ပွဲတော့ကိုသူတို့တလောက်စိတ်အားထက်ထက်တန်တန်ဖြစ်နေတာကဖြစ်နေတယ်ဆိုရင်80ရာခိုင်နှုန်းကိုအနိုင်ရထားတဲ့ကျွန်တော်တို့ကဒီထက်ပိုပြီးတော့မှနှစ်ဆတိုးပြီးတော့တော်လန်ရေးမလုပ်ရဲစရာဘာအကြောင်းမှမရှိဘူးအဲ့တော့ပြရတယ်ဒီအဆုံးတက်မှာကျွန်တော်တို့နိုင်ကိုနိုင်ရမယ်နောက်တစ်ချိန်မှာဒီကျွန်တော်တို့မိတ်ဆွေပေါင်းသင်းတွေ အတိတ်တမိုင်းချောင်းကိုပြန်ပြောကြတဲ့အခါမှာဒီတေချာပေါက်ဒီ2023ရဲ့စစ်အာဏာရှင်တော်လှန်ရေးတမိုင်းချောင်းကိုကျွန်တော်တို့ပြန်ပြောကြမှာပါအဲ့လိုပြန်ပြောကြတဲ့အခါငါတို့တော့ဒီစစ်အာဏာရှင်ကိုဘလို့ပြက်ပြက်တတအနိုင်ယူခဲ့တယ်လဲဆိုတဲ့တမိုင်းကိုနောက်မျိုးဆက်တွေကိုပြန်ပြောနိုင်ပြန်ပြောပြနိုင်ရမယ်ငါတို့တော့အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့စကားဘယ်တော့မှမပြောစေရအောင် ဲ့ဒီတော့ကျွန်တော်တို့အခုပဲကြည့်လေအဲ့ဒီလိုစိတ်နဲ့တော်လန်ခဲ့တဲ့အတွက်ကြောင့်လည်းအခု၃ညကနေစခဲ့တဲ့တော်လန်ရေးက90ရာခိုင်နှုန်းကိုကျွန်တော်တို့အနိုင်ရနိုင်ပြီဖြစ်တယ်နောက်ထပ်30ရာခိုင်နှုန်းပဲကျန်တော့တယ်အဲ့လိုကျန်နေသေးတဲ့30ရာခိုင်နှုန်းကိုအရင်ကထက်နှစ်ဆတိုးပြီးတော့အားလုံးဝိုင်းဝန်းပြီးတော့တော်လန်ပေးကြပါအခုဆိုရင်နေပြည်တော်နဲ့အနီးတစ်ဝိုက်ပပလလဲ PDF တွေပတ်ဝိုင်းထားတယ်အချိန်နဲ့အချိန်ခါတစ်ခုပေးရင်အချိန်မရွေးနေပြည်တော်ကိုဝင်သိမ်းဖို့ရတယ် မန္တလေးနဲ့ပတ်ပတ်လည်လည်ဒီကနေ့ထိမန္တလေးမှာစစ်ပွဲတွေဖြစ်နေတော့ဘူးပဲအခုစစ်တပ်ကသူ့ရဲ့မြေပြင်စစ်တပ်ကိုမလွတ်နိုင်တော့လို့လေရင်ဘုံကျဲတာတစ်ခုပဲလုံနိုင်တော့တယ်အခုမန္တလေးမြို့နဲ့မိုင်20လောက်ပဲဝေးတဲ့စင်ကူတို့မတရားတို့မှာဆိုရင် PDF ထိန်းချုပ်နေပြီဖြစ်ကုန်ပြီဒါထားမန္တလေးရောက်ဘလားမှမကျန်တော့နေပြည်တော်နဲ့ပတ်ပတ်လည်လည်မှာ PDF တွေပတ်ဝိုင်းထားတယ်တိုင်းရင်းသားပြည်နယ်မှာဆိုရင်တိုင်းရင်းသားတပ်တွေက60ရာခိုင်နှုန်းကတင်ထားပြီးသားကျန်တဲ့ဆယ်ရာခိုင်နှုန်းကိုအချိန်မြင့်မောင်းထုတ်လို့ရတယ်အဲ့ဒီခွေးတွေကို PC ပဲ ဲ့တော့အခုပဲခူးရိုးမနဲ့ပဝင်းကျင်ဆိုရင်80ရာခိုင်နှုန်းကိုတော်လိုင်းရစ်တက်တွေတင်ထားပြီးပြီ နောက်ဆုံးနေပြည်တော်နဲ့အနီးဆုံးရှိတဲ့ဖလန့်ကြည့်လိုက်ရင်တော့နေပြည်တော်ကိုမြင်နေရတဲ့တောင်ငူမှာဆိုရင်အခု PDF တက်တွေတော်လိုင်းရစ်တက်ဖွဲ့တွေ KNU တက်တွေစုမှုထားပြီးဆိုလိုတာကကျွန်တော်တို့မှာတုံညကနေစခဲ့တဲ့တော်လိုင်းရစ်က80ရာခိုင်နှုန်းကိုပိုင်ဆိုင်သွားပြီးတရားနဲ့စခဲ့တဲ့စစ်တက်က30ရာခိုင်နှုန်းပဲသူကျန်တော့တယ် ဒါလောက်သူစီမှာမျောလင့်ချက်30ရာခိုင်နှုံးပဲရှိတော့တာတောင်မှစစ်တပ်ကလက်မလျှော့ဘူးဆိုရင်80ရာခိုင်နှုံးအောင်မြင်မှုရထားတယ်ကျွန်တော်တို့တွေကဘာမှလက်လျှော့စရာအကြောင်းမရှိဘူးဒီထက်ပိုပြီးတော့မှနှစ်ဆသိုးပြီးတော့တော်လန်ရေးကိုအချိန်ဟုတ်ညှိဖို့ပဲလိုအပ်တယ်ဒါပေမဲ့တစ်ချက်ပဲခုနကကျွန်တော်ပြောသလိုနောက်တစ်ချိန်မှာကျွန်တော်တို့ဒီတမိုင်းကြောင်းကိုပြန်ပြောကြတဲ့အခါမှာငါတို့ဒီထက်ပိုပြီးလုံနိုင်လုံနိုင်ရက်သားနဲ့ဘာလို့မလုတ်ခဲ့တာလဲငါတို့ကဒီထက်ပိုလုတ်ခဲ့ရင် အသက်ပေးရမယ့်လူတွေဒီထက်ပိုနည်းခဲ့မှာငါတို့နောင်တရစရာစိတ်မကောင်းဖြစ်စရာဒီထက်ပိုပြီးတော့မှနည်းခဲ့မှာငါတို့ပိုမလုပ်ခဲ့လို့အခုတော့နိုင်လာတောင်မှအနိုင်ရခဲ့တာတောင်မှငါတို့မှခြေခွဲစရာတွေပိုပိုညားနေရတယ်ဆိုတော့နောင်တမျိုးနောင်တစ်ချိန်မှာကျွန်တော်တို့ရလာလိမ့်မယ်နောက်ဆုံးအနည်းဆက်ဆုံးပြောရရင်ဗျာအာပစီကြီးရွာကိုဘုံကျဲခံလိုက်ရတဲ့ကိစ္စပြီးခဲ့တဲ့တလောကစာတင်ကြောင်းတွေကို စစ်တပ်ကဘုံကျဲသွားတဲ့ကိစ္စဒါတွေကပြန်သွေးတိုင်းပြန်သွေးတိုင်းငါတို့လုံနိုင်တာထက်ကိုကိုမလုတ်ခဲ့လို့ဒါဒီအချိန်တော်လန်ရေးကဒီလောက်ထိကြာရှည်ခဲ့တဲ့အတွက်ကြောင့်ဒီလူတွေတည်ဆုံးခဲ့ရတာငါတို့ကအစကလေးကဒီတက်ပို့ပြီးလုတ်ခဲ့ရင်တော်လန်ရေးဒီတက်ပို့ပြီးဆော့ဆော့ပြီးသွားရင်ဒီလူတွေတည်မှာမဟုတ်ဒီရွာတွေဘုံကျဲခံရမှာမဟုတ်ဘူးဆိုတဲ့နောင်တမျိုးပေါ့နော်အဲ့လိုနောင်တမျိုးတွေကျွန်တော်တို့နောက်တစ်ချိန်မှာတည်ကြပေါက်ဒါဒီတမိုင်းကြောင်းဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီစစ်အာဏာရှင်ဟိုတော်လန်ရေး ပြီးသွားတဲ့အခါဖက်ဒရယ်ပြည်ထောင်စုကြီးပြန်လဲထူထောင်တဲ့အခါကျွန်တော်တို့တမိုင်းမှတ်တမ်းတွေတင်ကြတဲ့အခါမှာနောင်တမရနိုင်အောင်နောင်တအ ਨੇ ဆုံးနဲ့ကျွန်တော်အောင်မြင်မှုကိုအများဆုံးရဖို့အတွက်ဆိုရင်ကျွန်တော်တို့လုံနိုင်တာထက်ကိုနှစ်ဆတိုးပြီးတော့ပူလုတ်ဖို့လိုအပ်တယ်။တေချာတာကတော့ကျွန်တော်တို့တော်လန်ရေးက80ရာခိုင်နှုန်းကိုအောင်မြင်မှုရနေရနေပါပြီ။အဲ့တော့ဒီ2025ကကံကြမ္မာကိုလောင်းကြီးထက်တဲ့နှစ်ပဲဖြစ်ပါတယ်။ မျောလင့်ချက်ရေးရေးလေးပဲရှိတော့တယ်နော်30ရာခိုင်နှုံးလောက်တောင်မျောလင့်လို့မရတော့တဲ့စစ်တပ်နဲ့စစ်တပ်ကိုအမိပြုပြီးအာဏာရချင်နေတဲ့နိုင်ငံရေးပါတီတွေတောင်မှသူတို့ရွေးကောက်ပွဲလုပ်နိုင်လိမ့်မယ်လို့သူတို့ကိုသူတို့မျောလင့်ပြီးတော့မှဟောတက်ပြေတူလူတို့ကိုစန့်ကျင်ပြီးတော့ဒီလောက်တက်တက်ကြွကြွဖြစ်နေရင်ဟိုတုံညကနေစခဲ့တယ်ကျွန်တော်တို့တော်လန်ရေး80ရာခိုင်နှုံးကိုအောင်မြင်မှုရနေတယ်ကျွန်တော်တို့ကဘာမှစိတ်ကကြနေစရာအကြောင်းမရှိဘူးဒီ2025မတိုင်ခင်နေပြည်တော်ကိုတိမ့်လိုက်ပြီဆိုတာ ਨੇ မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ရောက်ရအရက်မှာရှိနေတဲ့စစ်တပ်တွေအကုန်လုံးကသူ့ဟာသူအလိုလိုလက်နက်ချသွားမှာကျွန်တော်တို့ကတိုင်းနိုင်ငံလုံးကိုလိုက်ပြီးတော့သိနေစရာမလိုဘူးကြီးရှင်းလေးဘာလို့လဲဆိုတော့ဒီစစ်တပ်ထဲမှာရှိနေတဲ့စစ်သားတွေအကုန်လုံးစစ်ဗိုလ်ချုပ်တွေအကုန်လုံးကသူတို့မိသားစုဘဝစားဝတ်နေရေးအတွက်သူတို့မိသားစုဘဝရည်တည်နိုင်ရေးအတွက်စစ်ဗိုလ်ချုပ်တွေခိုင်းသမျှကိုအကုန်လုံးနေတာသူတို့မှဘာမျိုးချစ်စိတ်မှလည်းမရှိဘူးဟိုနိုင်လိုစိတ်လည်းမရှိဘူး အထက်ကအမိတ်ပေးလို့သူတို့သမင်းစားဖို့အတွက်သူတို့ရဲ့တခင်တွေအမိတ်ပေးတဲ့မြအကုန်လုံနေတာအဲ့ဒီတော့သူတို့ကိုအမိတ်မပေးသူတို့ကိုအမိတ်ပေးနေတဲ့တခင်တွေမရှိတော့ရင်စစ်သားတွေကိုအမိတ်ပေးနေတဲ့တခင်တွေမရှိတော့ရင်သူတို့ရောက်ရအရက်မှာအကုန်လုံးအသီးသီးလက်နက်ချသွားလိုက်မယ်အဲ့ဒီတော့ဒီမှာဒီဒီစစ်သားတွေကိုအမိတ်ပေးနေတဲ့တခင်တွေကိုဒါကျွန်တော်တို့ရှင်းထုတ်လိုက်ရင်ဒီတော်လန်ရလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးနဲ့ပြီးသွားလိမ့်မယ်အဲ့တော့အများကြီး စဉ်းစားနေကြရမလို့အဲ့တော့ကျွန်တော်တို့ဒီအမိတ်ပေးနေတဲ့စစ်အာဏာရှင်တွေကို နေပြည်တော်ကိုဒီစစ်အာဏာရှင်ရှိနေတဲ့အရက်ဒီသားဗျာနေပြည်တော်မှာရှိနေပြည်တော်ပေါ့ရန်ကုန်မှာရှိရန်ကုန်မန္တလေးမှာရှိမန္တလေးဒီဒီစစ်တပ်ကိုအမိတ်ပေးနေတဲ့သူတို့ရဲ့တခင်တွေကိုကျွန်တော်တို့ကရှင်းပြလိုက်တာနဲ့စစ်ကြုံတွေကသူတို့ရောက်ရအရက်မှာလက်နက်ချသွားလိုက်မယ်တခင်မရှိရင်ဘာမှမလုပ်တတ်ဘူး ဲ့တော့ကျွန်တော်တို့ကတနိုင်ကန်လုံးကိုလိုက်ပြီးသိနေကြလည်းမလို့တိုက်နေကြလည်းမလို့နော်ဟိုစစ်သားတယောက်မကြံဟိုတက်ပြစ်ရမယ်ဆိုတာမျိုးလည်းမဟုတ်ဘူးနော်အဲ့တော့ဒီစစ်သားတွေကိုဒီစစ်ကြုံတွေကိုအမိတ်ပေးနေတယ်သူတို့ရဲ့တခင်တွေကိုရှင်းပြလိုက်တာ ਨੇ တနိုင်ကန်လုံးကသူ့ဟာသူ့အလိုလိုအော်တိုမက်တစ်လက်နက်ချသွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့တော်လန်ရေးကအကောင့်ပကတိအတိုင်းတေချာဖောက်အနိုင်ရကိုရမှာအဲ့တော့ကျွန်တော်တို့ကြံရှိနေသေးတဲ့အချိန်ကျွန်တော်တို့တန်ရှိနေသေးတဲ့ 30ရာခိုင်နှုန်းကိုဆက်ပြီးတော့မှတရားရာခိုင်နှုန်းပြည့်အောင်အောင်မြင်မှုရဖို့အတွက်အရင်ကတည်းကအားလုံးတတ်နိုင်သမျှဘိုင်ဝင်ပြီးတော့မှကြိုးစားပေးကြပါအားလုံးပဲ fight တယ်နော်